မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာနှုတ်ကပတ်တော်ကိုအတူတကွဆင်ခြင်ခွင့်ရတဲ့အတွက်ဖခင်ကိုချီးမောပါလေအမျိုးမျိုးသောဘာသာစကားနဲ့ပြောခြင်းကဘာကောင်းကျိုးရှိလို့လဲဆိုတဲ့ဒီမိကွန်းရဲ့အဖြေကိုတမန်ကျမ်းစာထဲမှာအတူတူရှာဖွေကြမယ်ဒီစုကျေးစုဟာကြောက်စရာတစ်ခု မဟုတ်ပါဘူးဖခင်ကတင့်ကိုပုတ်ကိုရေးအရာတီဆောက်ပေးဖို့ပေးထားတဲ့အဖိုးတန်လက်ဆောင်တစ်ခုဖြစ်ကြောင်းတွေ့ရပါလိမ့်မယ် အမျိုးမျိုးသောဘာသာစကားဖြင့်ပြောဆိုခြင်းရဲ့ကောင်းကျိုးနားလည်ဖို့အပိုင်းနှစ်ပိုင်းခွဲပြီးလေ့လာပါမယ်ပထမတစ်ပိုင်းကအမျိုးမျိုးသောဘာသာစကားဖြင့်ပြောဆိုခြင်းဆိုတာပါလေဒါဟာမျက်မှောက်ခေတ်ပင်ဒီကုတ်တေလှုပ်ရှားမှုခံယူချက်ရှိသောသူတွေကတီထွင်လိုက်တာမဟုတ်ပါဘူးဒါဟာတမန်ကျမ်းစာလအတွေ့အကြုံဖြစ်ပါတယ်သခင်ယေရှုကိုယ်တိုင်ကြီးမြတ်တဲ့အမှုတော်မှာယုံကြည်သောသူတို့အမျိုးမျိုးသောဘာသာစကားဖြင့်ပြောဆိုကြလိမ့်မယ်လို့ဆိုခဲ့ပါတယ် ထိုသူတို့အပေါ်တို့ဝိညာဉ်တော်ဆင်းသက်လာပြီးအမျိုးမျိုးသောပါသာစကားနဲ့စတင်ပြောဆိုတယ်ဆိုတာကိုတွေ့ရပါတယ်။တမန်တော်ဝတ္ထုမှာကောနီလိအိမ်အဖက်မြို့မှာယုံကြည်သူတွေဝိညာဉ်တော်ခံယူတိုင်းအမျိုးမျိုးသောပါသာစကားနဲ့ပြောဆိုခဲ့ကြတယ်။ရှင်ဘုန်းလူကသင်တို့အားလုံးအမျိုးမျိုးသောပါသာစကားဖြင့်ပြောဆိုစီလိုဤလိုတော့တိုက်တွန်းခဲ့ပါတယ်။ အမျိုးမျိုးသောဘာသာစကားပြောခြင်းဟာအတိတ်ပဲမဲ့သောစကားတွေကိုပြောဆိုနေခြင်းမဟုတ်ပါဘူး။ပင်တိကုတ်တင်နေကလို့လူဘာသာစကားဖြစ်နိုင်တယ်လို့ရှင်ပေါလုပြောတယ်လို့ကောင်းကင်တမန်တို့ဤဘာသာစကားလည်းဖြစ်နိုင်ပါတယ်။ဆိုလိုချင်တာကတချို့သောအရာတွေမှာနားလည်ရတယ်လို့တချို့သောနေရာတွေမှာပြောသောသူကိုယ်တိုင်နားမလည်တဲ့စကားအနေနဲ့လည်းတွေ့ရပါတယ်။ဒုတိယပိုင်းအနေနဲ့ ်အမျိုးမျိုးသောဘာသာစကားဖြင့်ပြောဆိုခြင်းဤအကျိုးကျေးဇူးတွေကဘာတွေလဲဒီကောင်းစဉ်အောက်မှာအချက်နှစ်ချက်ကျွန်တော်ထပ်ခွဲခြင်းပါပထမတစ်ချက်ကတော့ပုပ်ကိုရေးဒါကျွန်တော်တို့တူးချင်းစီကျွန်တော်တို့ကိုယ်ပိုင်ဆုတောင်းခြင်းဒုတိယကတော့အသိတော်မှာပြောဆိုခြင်းဒါကတော့အ내ပြန်ခြင်းမဖြစ်မနေလိုအပ်ပါတယ်ပထမဆုံးကျွန်တော်ပြောခဲ့တဲ့ပုပ်ကိုရေးနဲ့ဆိုင်တဲ့အကျိုးကျေးဇူးတွေကိုအဓိကဆွေးနွေးပါမယ် ဒါဟာတင့်အတွက်ဘာကောင်းကျိုးရှိတယ်လဲနံပါတ်1ကမိမိကိုယ်ကိုဝိညာဉ်ရတည်ဆောက်ပါတယ်ဒါဟာအရေးကြီးဆုံးအကျိုးကျေးဇူးဖြစ်တယ်ကောရိန္သုအောင်ဝါဒစာပထမစာဆောင်ခန်းကြီး14ထဲမှာ အမျိုးမျိုးသောဘာသာစကားဖြင့်ပြောတော်သူသည်တဲ့မိမိကိုယ်ကိုတည်ဆောက်၏လို့ရှင်းရှင်းလင်းလင်းပြောထားပါတယ်ဒါဟာတင့်ရဲ့ဝိညာဉ်ရဘက်ထရီကိုအပြန့်သွင်းတယ်လို့ပါပဲ။ သင်ဝိညာဉ်ရေးအားနည်းလာတဲ့အခါစိတ်တကျလာတဲ့အခါအမျိုးမျိုးသောပါသာစကားနဲ့ဆူတောင်းခြင်းကသင်ရဲ့အတွင်းလူကိုပြန်လဲခွန်အားပြည့်စေပါတယ်။နံပါတ်1ကဆုံးလင်းသောပြည့်စုံသောချီးမွမ်းခြင်းနဲ့ဝတ်ပြုကိုးကွယ်ခြင်းကိုဖြစ်စေတယ်။တခါတလေဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်တို့အယံခံစားရပြီးကိုရော့ကိုဘလို့ချီးမွမ်းရမှန်းမသိတော့တဲ့အခါမျိုးရှိတတ်ပါတယ်။ရှိလေရှိပါတယ် ကျွန်တော်တို့ရဲ့လူပါတာစကားကျွန်တော်တို့ရဲ့အုံနောက်ထဲကစကလုံးတွေကုံသွားပြီအဲ့ဒီအချိန်မှာအမျိုးမျိုးသောဘာသာစကားနဲ့ပြောဆိုခြင်းကအကောင်းဆုံးနီလန်ဖြစ်လာပါတယ်ကောရင်သဩဝါဒစာပထမစာဆောင်အခန်းကြီး၁၄အငယ်၅မှာရှင်ပေါလုကတို့ဖြစ်နေအဘယ်တို့နီငါသည်ဝိညာဉ်ဖြင့်ဆုတောင်းမိငါသည်ဝိညာဉ်ဖြင့်တခြင်းဆုံးပြီလို့ဆိုထားပါတယ်ဒါဟာဝိညာဉ်ဖြင့်ဘုရားသခင်ကိုချီးမွမ်းခြင်းဖြစ်တယ်လို့ဆိုပါတယ် ဒါဟာသင်ရဲ့ဉာဏ်ရည်ကိုကြော်လွန်ပြီးသင်ရဲ့ဝိညာဉ်ကဘုရားသခင်ရဲ့ဝိညာဉ်တော်နဲ့တိုက်ရိုက်ဆက်သွယ်ချီးမွမ်းခြင်းဖြစ်ပါတယ်။နံပါတ်3အချက်ကတော့ဆုတောင်းခြင်းနဲ့အကူအညီဖြစ်စေတယ်။ကျွန်တော်တို့ဟာအားနည်းသူတွေပါ။တခါတလေဘာဆုတောင်းမှမသိတော့ဘူး။ကိုယ့်အတွက်မိသားစုအတွက်အသင်းတော်အတွက်ဘုရားသခင်ရဲ့အလိုတော်တိုင်းဘလို့ဆုတောင်းရမလဲမသိတော့ဘူး။ယောမအောဝါရစာခန်းကြီး၈အငယ်26မှာ ဝိညာဉ်တော်သည်လေတဲ့ငါတို့ဤအာနေချင်းကိုကူညီမဆတော်မူဤငါတို့သည်ဆုတောင်းသင့်သည့်အတိုင်းအဘေယာကိုဆုတောင်းရမည်ကိုမတိကြတော်လဲဝိညာဉ်တော်သည်ကိုယ်တိုင်မမြည်တမ်းနိုင်သောညီးသွားခြင်းဖြင့်ငါတို့အတွက်ဆုတောင်းပေးတော်မူဤတဲ့ဒီမမြည်တမ်းနိုင်သောညီးသွားခြင်းဟာအမျိုးမျိုးသောဘာသာစကားနဲ့ဆုတောင်းခြင်းကိုညီညွတ်နေတာဖြစ်ပါတယ်သင်အမျိုးမျိုးသောဘာသာစကားနဲ့ဆုတောင်းတဲ့အခါသင်ရဲ့တကူကောင်းဆန်တဲ့ ဆုတောင်းချက်တွေပျောက်သွားပြီးတန်ရှင်သောဝိညာဉ်တော်ကဘုရားသခင်ဤအလိုတော်နဲ့အညီသင်ကိုယ်စားဆုတောင်းပေးနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒါဟာစုံလင်တဲ့ဆုတောင်းခြင်း၊ကိုးကွယ်ခြင်း၊ချီးမွမ်းခြင်းဖြစ်ပါတယ်။အသင်းတော်မှာကြတော့အမျိုးမျိုးသောဘာသာစကားပြောခြင်းဆုကျေးဇူးကိုအသုံးပြုတဲ့အခါအ내ပြန်ခြင်းနဲ့တွဲဖက်ပြီးအသုံးပြုရင်ဒါဟာ prophet ပြုသောတည်င်းစကား ဖြစ်လာပြီးအသိတော်ကိုတိဆောက်ပေးပါတယ်။ဒါဆိုအမျိုးသောဘာသာစကားနဲ့ပြောဆိုတာကဘာကောင်းကျိုးရှိလို့လဲ။တင့်ရဲ့ပုပ်ကိုရေးဝိညာဉ်ခွန်အားအတွက်မိမိကိုယ်ကိုတိဆောက်ပေးတဲ့လက်နက်ဖြစ်ပါတယ်။တင့်ရဲ့ဉာဏ်ပညာကုံဆုံးသွားတဲ့အခါဘုရားသခင်ကိုစုံလင်စွာချီးမွမ်းနိုင်တဲ့ဘာသာစကားဖြစ်ပါတယ်။တင်ပါဆုတောင်းမှန်းမသိတဲ့အခါဘုရားသခင်အလိုတော်တိုင်းဆုတောင်းပေးမယ်အကူအညီဖြစ်ပါတယ်။တင်ဝိညာဉ်တော်နှစ်ချင်းရရှိပြီဆိုတဲ့ ပြင်ပတက်တည်လက္ခဏာအထောက်အထားတစ်ခုလည်းဖြစ်ပါတယ်မိษွေအကယ်၍သင်ဟာဒီစုဂျေစုကို ရရှိထားပြီးသူ ဖြစ်တယ်ဆိုရင်ဒါကိုမပေါ်ဆပါနဲ့ရှင်ဘောဓုကသင်တို့အားလုံးထက်ငါသည်အမျိုးမျိုးသောပါတာစကားဖြင့်ပို၍ပြောဆိုသောကြောင့်ဖျားသခင်ဂျေစုတော်ကိုချီးမွမ်း၏လို့ဆိုခဲ့ပါတယ်ဒါကိုနေ့စဉ်အသုံးပြုပါအမျိုးမျိုးသောပါတာစကားပြောခြင်းကို နေ့စဉ်အသုံးပြုပါသင်ကိုယ်တိုင်သင်ကိုယ်သင်အမျိုးမျိုးသောဘာသာစကားပြောခြင်းဖြင့်နေ့တိုင်းတည်ဆောက်ပါအကယ်၍သင်ဟာဝိညာဉ်တော်ပြည့်ဝခြင်းကိုတောင်းတနေပြီးဒီစုကျေးဇူးကိုမရရှိသေးဘူးဆိုရင်မကြောက်ပါနဲ့ဒါဟာအခွင့်ထူးပါရှင်ဘောလူကသင်တို့အားလုံးပြောဆိုစေလို့တိုက်တွန်းထားပါတယ်ဘုရားသခင်ရှိကဒီလက်ဆောင်ကိုယုံကြည်ခြင်းနဲ့တောင်းယူပါ ဒါဟာကြောက်စရာမဟုတ်ပါဘူးဒါဟာကောင်းမြတ်တဲ့ဖယောင်းသခင်ကတင့်ကိုခွန်အားပေးဖို့ပေးထားတဲ့အိုးပေါ်ရလက်ဆောင်တစ်ခုဖြစ်ပါလေကျွန်တော်နဲ့အတူဆုတောင်းကြပါစို့ကောင်းကင်ဘုံရှင်အဖဖယားကိုတော်ရဲ့အိုးပေါ်ရတန်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးအတွေ့ကျေးဇူးတင်ပါလေအမျိုးမျိုးသောဘာသာစကားဖြင့်ပြောဆိုခြင်းဟာသာသမီတို့ကိုဝိညာဉ်ရာတိဆောက်ဖို့ ကိုရော့လိုတော်တိုင်းဆုတောင်းနိုင်ဖို့ပေးသနာထားတဲ့အဖို့တန်လက်ဆောင်ဖြစ်ကြောင်းသင်ကြားပေးလို့ကျေးဇူးတင်ပါတယ်ကိုရော့ဒီဆုကျေးဇူးရရှိထားသူတိုင်းဒီလက်ဆောင်ကိုတန်ဖိုးထားပြီးနေ့စဉ်အမျိုးမျိုးသောဘာသာစကားပြောခြင်းအပြင်မိမိကိုယ်ကိုတည်ဆောက်နိုင်ဖို့ကူညီတော်မူပါအမျိုးမျိုးသောဘာသာစကားပြောခြင်းစုကျေးဇူးကိုတောင်းတဆာငတ်နေသူတိုင်းအပေါ် ကြောင်ရခြင်းစိတ်များဖယ်ရှားပေးပြီးယုံကြည်ခြင်းနဲ့လက်ခံရရှိနိုင်ဖို့ကောင်းချီးပေးတော်မူပါ အသင်းတော်မှာလည်းဤစုကျေးဇူးကိုစီကံကြအတုံးပြုခြင်းအပြင်အသင်းတော်ကိုတည်ဆောက်ဖို့မိတ်သိပ်ပေးတော်မူပါသခင်ယေရှုခရစ်တော်၏နာမတော်အပြင်ဆုတောင်းအပ်နံပါ၏အာမင်